တန်ရောစင်ကိုအမအချိန်နဲ့တိဆောက်ထားတာ အချိန်နေငွေတွေအကုန်ပေးဆက်ပြီးတော့မှဒီကလေးတွေကိုတန်ရောစင်နဲ့တိဆောက်ထားတာမိမမေကင်ဟာဆိုပြီးတော့အမခင်ရကြီးထောင်ပြီးကလေးတွေအများကြီးခေါ်ပြီးတော့မွေးထားတာမဟုတ်ဘူးအထက်ကတော့တန်ရောစင်နဲ့မိသားစုအိမ်အကြီးအမဖြစ်နေတာအဲ့ဒီအတွက်ကြောင့်ပင်ပန်းခံပြီးတော့ငငယ်လေးတွေကမွေးရတာပေါ့ဒီလိုပါပါ ဟိုတချို့ကလေးတွေဆိုလို့ရှိရင်အမောဒါကြည်လိုက်ရင်မမေကိုပြန်လှုပ်ကျွေးမယ်ပြန်ရှာကျွေးမယ်ဒီဟာနဲ့လည်းကိုကဘိုက်ဝါနေပါပြီပင်မန်းရကြုံနဲ့နေပါပြီပေါ့နော်အဲ့တော့ဒါသူတို့လေးတွေလမ်းကြောင်းမှန်ရောက်ပြီဆိုလို့ရှိရင်တော့မာရဝမ်းတာတာပြီးခဲ့တဲ့တပတ်ကခီးထွက်နေတဲ့ခါကျတော့မမေခီးသွားပင်မန်းလာတဲ့ဆိုတော့ပင်မန်းလာတော့တမီးရဲ့လို့အမကလည်းတွေ့တဲ့ချိန်မျက်ရည်ချူရတာပေါ့မမေကလို့သွားလို့ရှိရင်တမီးတို့သားတို့စားဖို့အတွက်ပတ်စံသွားရှာတာလို့ပြောဟလာအဲ့ဆိုမမေပင်မန်းနေမှာမမေနှိပ်ပ အရင်အငန်းမြန်ဘိုက်ဆန်တဲ့လူလေးသမင်းတွေ့လို့ရှိရင်အငန်းမြန်အစားတို့ခလေးတွေ့လို့ရှိရင်အငန်းမြန်ဖတ်နှမ်းကျင်တာအဲ့လိုမျိုးပေါ့အဓိကသူတို့လွမ်းနာလားကိုလွမ်းနာလားမသိဘူး